ခြေဤဟပိဝတာဘာပြောတာလဲမသိလို့လိုက်ရှာကြည်နေတာငါတယောက်သေးလားတဲ့อืมအဲ့ဒါဘာပြောလဲဆိုရင်သူကဟိုင်းခန်းတို့ဒီ KTV တွေမှာအသုံးပြုတဲ့မူရစေဝါတမျိုးအဲအဲ့ဒါတွေကဒီဟိုင်းခန်းမှာပဲသုံးတာသူကဘယ်လိုလဲဆိုရင်သူကအာဒီဖြောရည်တွေအဲကျွဲရိုင်းတို့လီပိုတို့ကိုကာကိုလာတို့ဆန်ကစ်တို့စပရိုက်တို့အဲအဲ့ဒါတွေ ਨੇ အပူဆုံးအပူအေးဆုံးအေးအဲ့လိုမျိုး shake ပြီးမှအဲ့လိုမျိုးဖြော်ပြီးမှအဲတောက်ရတဲ့ဖြော်ရည်ပေါ့အင်းဖြော်ရည်သူသူကမူရည်ဆေးဝါးပဲမူရည်ဆေးဝါးထဲကအဲမူရည်ဆေးဝါးထဲကတမျိုးပေါ့ပြီးတော့သူကဒီကတောက်တဲ့တောက်နေတဲ့အချိန်ကပျော်တယ်ပြီးရင်သူ့ရဲ့အာနိတင်တွေကြာလာပြီဆိုရင်ဟိုလူရဲ့ခန္ဓာကိုယ်မှာဟိုအဆင်မပြေဘူးပြီးရင်อืม ီဟာကနောက်အဲ့လိုမျိုးနစ်တွေအကြာကြီးတုံးလာပြီတုံးလာပြီဆိုရင်ဟိုဟာစိတ်တွေကြတယ်ပြည့်ဆိုရင်အုံနောက်တွေပျက်စီးတယ်နော်ပြည့်တော့တက်တက်ကြွတယ်အဲ့လိုမျိုးတက်တက်ကြွကြွအဲ့လိုမျိုးဟိုတက်ကြွတယ်ဖြော်ရည်ပေါ့အင်းသူကအဲ့လိုမျိုးပြီးတော့သူကြတော့အများအားဖြင့်ဒီ KTV တွေမှာအသုံးပြုတယ်ပြီးရင် နောက်ထပ်ကျွန်မတို့လာမေးထားတယ်လို့ရှိရင်တော့ပြန်မာရတယ်မသိဘူးကျွန်မတို့မူဆယ်မှာဆိုရင်ဒီ KTV တွေတွားပြီဆိုရင်ဒီရတွေပဲဆော့လို့တယ်ကျွန်မတို့လည်းအဲ့ KTV တွားရင်းနဲ့ပဲဒီပစ္စည်းတွေဒီဒီဒီမူရင်းစေဝါကိုတုံးတက်လာတာပဲဒါပေမဲ့အခုကျွန်မ KTV မဆော့တာတော့ကြာပြီ KTV မဆော့တာတနည်းကျော်သွားပြီအဲ့ဒီအတိုင်းဝိုင်းနဲ့မထိတွေ့တော့ဘူး ဒီဟာကိုဖြတ်ချင်တယ်အဲ့လိုမျိုးဆိုရင်အဲ့ဒါတွေမရှိတဲ့နေရာတွေတွားမှဖြတ်နိုင်မှာတော့မဟုတ်ရင်စိတ်ကလေခဏခဏတွားချင်နေရကျမဆိုလည်းအဲ့လိုပဲဖြတ်တက်လာရပဲဒါပေမဲ့အခုတော့မတွားတော့ဘူးဒီမေကိုကိုဖြည့်ပေးလိုက်ပါလေရှင်